မြိတ်တယ်များခင်ဗျာဒီကနေ့တော့ကျွန်တော်တို့ Fighter လောကက Fighter တွေကလည်းမြမငလင်ဘေးအတွက်တက်နိုင်တဲ့ဘက်ကနေပခုံးထန်းတင်လာတဲ့အကြောင်းကိုပြောပြချင်ပါတယ်ဒီအရေးမှာရှေ့ကနေတက်တက်ကြွကြွခြေလှမ်းလှမ်းလာသူက Joshua Ben ဖြစ်ပါတယ်ရင်ဆုံးအနေနဲ့မြမငလင်ဖေးတဲ့တန်ပြည်သူတွေအတွက်သူကငွေကျပ်သိန်း100စတင်လှူဒန်းခဲ့ပါတယ် အရင်နောက် GoFundMe website ကနေတဆင်ငလင်ဘေးသင့်တန်းပြည်သူတွေအတွက်ထပ်ပြီးအလှူခံပေးခဲ့ပြန်ပါတယ်။ဒီအကြောင်းကို မနေ့ကတင်ဆက်ထားခဲ့ပြီးပါပြီ။အရင်နောက်မှာတော့ထိုင်းက regional အဆင့်မှာထုတ်သက်နေတဲ့ကျွန်တော်တို့ရဲ့ညီငယ်လေးဖြိုးဝေအောင်ကခြိတက်လာပါတယ်။သူဟာရှေ့လာမယ့်9ရက်နေ့မှာနောက်တစ်ပွဲထုတ်သက်ဖို့စီစဉ်ထားတယ်လို့သိရပါတယ်။ ရိပ်ပွဲကနေရရှိလာမဲ့ထိုးကြီးတဲကတဝက်ကိုငလင်ပေးတင်ထန်ပြည်သူတွေအတွက်လှူဒန်းမဲ့အကြောင်းမာရှယ်မြန်မာကနေတဆင့်စတင်ဖွင့်ဟလာခဲ့ပါတယ်မနေ့ကညနေပိုင်းမှာတော့ကျွန်တော်တို့ရဲ့သူရဲကောင်းကြီး online ဆန်းကမြမငလင်ပေးအတွက်လှူဒန်းမဲ့အကြောင်းတရဝင်း state တင်လာခဲ့ပါပြီ။သူတင်လိုက်တဲ့ state မှာအလင်းကလာနီနဲ့ထိုးခဲ့တဲ့ပွဲတုံးကအုံပြုခဲ့တဲ့လက်အိတ်ကိုလေလံတင်ရောင်းချမှဖြစ်တဲ့အကြောင်းပြည်သက်တွေကိုအသိပေးခဲ့ပါတယ်။ ဒီနေ့မှာစကားကြုံတော့မှုအလိန်ကလာနီနဲ့ပွဲအကြောင်းလေးကိုပြန်ပြီးပြောပြခြင်းပါတယ်။အဲ့ဒီပွဲမထွက်သက်ခင်အချိန်ကမြမပြည့်သက်အများစုဟာ fighting ကစားနီနဲ့အရင်ကြီးယဉ်နီးချသူတွေမဟုတ်ပါဘူး။အလိန်ကလာနီက heavyweight damn fighter ဖြစ်တဲ့အတွက် online အဆန်းအတွက်လည်းအများကြီးစိတ်ပူခဲ့ရပါတယ်။ မမီတလောက်ပြန်ပြီးဖောက်တဲ့ချရရင်အလိန်ကလာနီရဲ့ body တိဆောက်ပုံကကာယပလမောင်တယောက်လိုကိုကြွက်သားသူတွေထဲ့ထားတဲ့အတွက်မြမပြည့်သက်တွေကတကယ်ကိုစိုးရိမ်ခဲ့ကြတာပါလူသံကျွဲကြီးဆိုတဲ့ပုံစံမျိုးနဲ့နာမည်ပြောင်းတွေလည်းပေးခဲ့ချပါတယ်ဒီကြတဲ့ကမှဒီကောင်းရဲ့လက်သီးတစ်ချက်ထိလိုက်တာနဲ့အောင်းလာတော့မလွယ်ဘူးဆိုတဲ့စိုးရိမ်စိတ်တွေနဲ့လည်းမှတ်ချက်ပေးခဲ့ချပါတယ် online ဆန်ဟာအဲ့ဒီပွဲမထိုးခင်မြမပလာဇာမှာသတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပါတယ် ဒီဘွဲ့အတွက်သိပ်ပြီးမစိုးရိမ်ကြဖို့လဲပြိသက်တွေကိုအထက်ခတ်အထက်ခါပြောခဲ့တာပါ။ဘာဖြစ်လို့လဲဆိုတော့အလိန်ကလာနီထက်ပိုပြီးလူကောင်ကြီးတဲ့ heavyweight damn fighter တွေနဲ့သူကကြိုတင်လေ့ကျင့်ပြင်ဆင်ခဲ့တဲ့အကြောင်းသေချာကိုအကျဉ်းဝင်ရှင်းပြခဲ့ပါတယ်။ဒုနာကွန်းနဲ့ထိုးတက်ချိန်မှာလဲသူပြောခဲ့တဲ့အတိုင်းအမန်တကယ်ကို ချုပ်ကွက်နဲ့ပွဲသိမ်းခဲ့တာပါ။အဲ့ဒီချိန်ကတော့ကျွန်တော်တို့မြန်မာပြိသက်တွေမုံမမြင်လေမမြင်နဲ့ပြောခဲ့ရတဲ့အခိုက်အတန့်မျိုးဖြစ်ပါတယ်။ ခုတော့အဲ့ဒီပွဲမှာအသုံးပြုခဲ့တဲ့လက်အိတ်ကိုလေလံတင်ရောင်းချလိုက်ပါပြီ။အွန်လိုင်းဆန်ကိုတိုင်းလဲဘာဖြစ်လို့အဲ့ဒီပွဲမှာအသုံးပြုခဲ့တဲ့လက်အိတ်ကိုမှရွေးချယ်ခဲ့ရတဲ့ဆိုတဲ့အကြောင်းရင်းကိုစတိတက်မှအမှန်တကယ်ရှင်းပြထားပါတယ်။အဲ့ဒီပွဲတုန်းကသူရင်ဆိုင်ခဲ့ရတဲ့အတားစီခက်ခဲတွေနဲ့လက်ရှိမြန်မာပြည်သူတွေရင်ဆိုင်နေရတဲ့အတားစီခက်ခဲတွေကတူညီတဲ့အတွက်လာထုပုံစံမျိုးနဲ့ကြော်ဖြတ်နိုင်အောင်ဒီလက်အိတ်ကိုလေးလံတင်ရောင်းချတာဖြစ်တဲ့အကြောင်းရှင်းပြထားပါတယ်။ စိတ်ဝင်စားတဲ့ပြည်သက်တွေအနေနဲ့လည်း online ဆိုင်ရဲ့ page မှာသွားရောက်ပြီးအဲ့ဒီ link ကိုလေးလံဆွဲပြီးဝယ်ယူလို့ရပါပြီ။နောက်ထပ်ရှေ့ထွက်လာတဲ့ fighter တွေကထွန်းမင်းနိုင်တဲ့ထွန်းထွန်းမင်းတို့ညီကို2ယောက်ဖြစ်ပါတယ်။ထွန်းထွန်းမင်းဆိုရင်ပြီးခဲ့တဲ့ရေဘေးတုန်းကဘလောက်ထိတက်တက်ကြွကြွပါဝင်ကူညီခဲ့လဲဆိုတာပြည်သက်တွေအားလုံးသိပြီးသားဖြစ်ပါတယ်။ဒီကြိမ်မှာလည်းသူတို့ညီကို2ယောက်ကနောက်ထပ်ခြေလှမ်းတွေလှမ်းလာပြန်ပါပြီ။ လက်ရှိမှာတော့အလှငွေတွေကောက်ခံလျက်ရှိပြီးညီကိုနှစ်ယောက်စလုံးမြေပြင်အထိသွားရောက်တကူညီလှူဒန်းမဲ့အကြောင်းထွန်းမင်းနိုင်ကအခုလိုရှင်းပြထားပါတယ်ကျွန်တော်တို့အင်းနေမှာရတဲ့မဟုတ်ဘူးတဲ့ဆိုပြီးကျွန်တော်ရဲ့ထိုးကြီးလေးတွေနဲ့ကျွန်တော်အပောင်ဝင်လှူဒန်းပေးစီပါအပောင်ဝင်လှူဒန်းခြင်းပါလေကျွန်တော်တကယ်ချင်းနေလဲနိုင်ငံသားရောက်နေတဲ့ထိုင်းရောက်နေတဲ့မလေးရှားရောက်နေတဲ့အမေရိကန်ရောက်နေတဲ့တကယ်ချင်းနေလဲ ပါဝင်လူကျွန်တော်နဲ့အတူပါဝင်လူတိုင်းပေးပါလို့ကျွန်တော်ကပြောချင်ပါလဲကျွန်တော်ကိုယ်တိုင်သွားရောက်လူတိုင်းဖြစ်အောင်ကျွန်တော်ကြိုးစားပါမယ်အားလုံးပဲဝိုင်းဝန်းပြီးတော့ကူညီပေးကြပါလို့ကျွန်တော်ပြောချင်ပါတယ်ခင်ဗျာအားလုံးပဲကျေးမကြပါဆလဘီမကြခင်ကမှမြန်မာပြည်သက်တွေရဲ့တဲနှလုံးတွေကိုသိမ့်ပိုက်ခဲ့တဲ့အမွေကလည်းငလင်ပေးအတွက်သူတက်နိုင်တဲ့ဘက်ကနေကူညီမဲ့အကြောင်းစတိတ်တက်တင်လာပါတယ် ဘာဖြစ်လို့ state တင်တာနောက်ကျရတာလဲဆိုတဲ့အကြောင်းရင်းကိုလည်းသူကသေချာလေးရှင်းပြထားပါတယ်။ deep fighter တွေက state တင်မယ်ဆိုရင်တောင်မြန်မာဝေါ်ဟာရကိုကြွန်းကြန်းချင်းချင်းအသုံးပြတဲ့သူတွေမဟုတ်လို့ state ရေးတဲ့နေရာမှာခက်ခဲရှိတာလဲနားလဲမိပါတယ်။အမေကတော့ဟိုးအရင်ရနေတွေကလည်း state တင်ခြင်းပေးမယ်ဒီကနေ့မှတင်လာနိုင်တာပါဒီညမှာဝန်ခံစရာရှိတာတခုကကျွန်တော်တင်ဆက်ခဲ့တဲ့အထဲမှာကျွန်တော်လက်လက်မမီတဲ့ fighter တွေလည်းရှိကောင်းရှိနိုင်ပါတယ် ရှိမယ်လို့လည်းယုံကြည်ပါတယ်။အဲ့ဒီတော့ကျွန်တော်တင်ဆက်ခဲ့တာက Fighter Log ကိုအကုန်လုံးမချုံလွှမ်းမှုဆိုပြီးဝန်ခံပြရသေးပြ။တကယ်လို့ကျွန်တော်ရဲ့လိုအပ်ချက်ရှိရင်လည်းကွန်မန့်မှာဝင်ပြီးထောက်ပြလို့ရပါတယ်။အဲ့လူတန်းခဲ့တဲ့ fighter တွေအကြောင်းကို လာမယ့်ဗီဒီယိုတွေမှာပြန်ပြီးထပ်မံစူးစီးတင်ဆက်ပေးသွားမယ်လို့ကြိုပြီးဝန်ခံထားပြရသေးပြ။ဆလဘီငလျင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုလည်းပြောပြခြင်းပါတယ်။ ကျွန်တော်စီမှာလှုပ်ခတ်သွားတဲ့ငလင်းကြီးရဲ့ပြင်အားကနျူကလ িয়ার ပုံ334လုံးနဲ့ညှိမြတယ်ဆိုပြီးအမေရိကန်ကဘူမိဗေဒပညာရှင်အမျိုးသမီးတယောက်ကဒီကနေ့မှ CNN ကိုထုတ်ပြီးပြောဆိုလိုက်ပါတယ်။ဒါကိုကြည့်ရင်ပဲဘလောက်ထိပြင်းလွန်လဲဆိုတာပြည်သက်တွေခံမှန်းကြီးလို့ရလောက်ပါပြီ။ဒီချိန်ထဲမှာမြန်မာနိုင်ငံတွင်းကိုလည်းနိုင်ငံတကာကအကူအညီအဖွဲ့အစည်းတွေကစက်တိုက်ရောက်ရှိလျက်ရှိပါတယ်။ မနေ့ကအသစ်ရောက်ရှိလာတဲ့အဖွဲ့ကဗီယက်နမ်စစ်တပ်ကကယ်ဆယ်ရေးအဖွဲ့ဖြစ်ပါတယ်။အဲ့ဒီအဖွဲ့မှာကယ်ဆယ်ရေးဝန်ထမ်းပေါင်း100ကျော်အထိလိုက်ပါလာခဲ့ပါတယ်။သူတို့ရဲ့တရားဝင်ဖော်ပြချက်မှာတော့ကယ်ဆယ်ရေးလုံသားတွေအပြင်ဆေးဝန်ထမ်းတွေအနှံ့ခံခွေးတွေနဲ့အခြားလိုအပ်မဲ့စစ်ပစ္စည်းအတုံးဆောင်တွေကိုပါယူဆောင်လာတဲ့အကြောင်းဗီယက်နမ်သတင်းတွေမှာဖော်ပြထားတာတွေ့ရပါတယ်။ဒီကနေ့ရောက်ရှိလာတဲ့အဖွဲ့ကတော့ဟောင်ကောင်ကကယ်ဆယ်ရေးအဖွဲ့ဖြစ်ပါတယ် စူပါပါဝင်လာတဲ့အင်အားက52ယောက်ထိလို့သိရပါတယ်။ဒါအပြင်အဲ့ဒီ52ယောက်လုံးကကျွမ်းကျင်အဆင့်ပညာရှင်အဆင့်တွေပဲလို့ဆိုပါတယ်။တစ်ချိန်တည်းမှာဟောင်ကောင်ဒေါ်လာတန်30အထိပါဝင်လှူဒန်းပေးသွားအောင်မှဖြစ်ပါတယ်။အဲ့ဒီဖွဲ့ဟာဒီကနေ့မနက်ပိုင်းမှတော့မန်းလေးကိုရောက်ရှိနေပြီဖြစ်ပြီးကုညီကက်ဆယ်ကြီးလုပ်ငန်းတွေကိုစတင်လှုပ်ဆောင်လျက်ရှိပါပြီ။ ောက်ထပ်ပြောပြမယ့်သတင်းတစ်ပုဒ်ကတော့တရုတ်ကနေကုညီကန်ဆယ်ရေးပစ္စည်းတွေပေးပို့လိုက်တဲ့သတင်းဖြစ်ပါတယ်။တရုတ်ဆိုရဟာပထမတုပ်အနေနဲ့ကုညီကန်ဆယ်ရေးပစ္စည်းတွေကိုဒီကနေ့မှပဲပေးပို့လိုက်ပါပြီ။ဒီပစ္စည်းတွေကိုလေကြောင်းကနေတဆင်ဘေကျင်းကနေပေးပို့လိုက်တာဖြစ်ပါတယ်။အဲ့ဒီအထက်မှာယာယီတဲတွေစောင်းနေနဲ့အခြားလိုအပ်တဲ့ဆေးဝါးပစ္စည်းတွေပါဝင်တယ်လို့လည်းသိရပါတယ်။ တရုတ်ဆိုရကတော့မြန်မာငလျင်ဘေးဒဏ်အတွက်ယွမ်တန်းတရာအထိကူညီမဲ့အကြောင်းတရားဝင်ထုတ်ပြန်ထားပါတယ်။အမေရိကန်ဒေါ်လာနဲ့တွက်ကြည့်လိုက်မယ်ဆိုရင်73တသမခွန်းခွန်းတန်းအထိရှိပါတယ်။ဒီပမာဏကနိုင်ငံတကာကမြန်မာငလျင်ဘေးကိုကူညီကြတဲ့နိုင်ငံတွေထဲမှာအများဆုံးအဖြစ်လဲရပ်တည်နေပါတယ်။အခုနောက်ဆုံးကေဇေးအဖွဲ့ဆေးလွတ်မယ်ဆိုပြီးသတင်းပါလိုက်တဲ့နိုင်ငံက UAE နိုင်ငံဖြစ်ပါတယ်။ UAE သမ္မတရဲ့တိုက်ရိုက်ညွှန်ကြားမှုနဲ့အတူကဲဆယ်ကူညီရေးအဖွဲ့ကိုဆေလွတ်လိုက်ပြီးလို့လည်းဒေတာရင်းသတင်းတွေမှာဖော်ပြထားပါတယ်။အဲ့ဒီအဖွဲ့မှာအဘူဒါဘီကရဲတပ်ဖွဲ့ဝင်တွေမြို့သားလုံခြုံရေးအဖွဲ့ဝင်တွေနဲ့ပူးပေါင်းစစ်ဆင်ရေးအဖွဲ့ဝင်တွေပါဝင်တယ်လို့လည်းသိရပါတယ်။ချိန်ထဲမှာ UAE အစိုးရကလူသားချင်းဆိုင်ရာစာနာကူညီထောက်ပံ့မှုတွေကိုဆက်လက်လှုပ်ဆောင်သွားမှုအကြောင်းကိုလည်းတရားဝင်သတင်းထုတ်ပြန်ထားတာတွေ့ရပါတယ် ။လာမယ့်နေ့ဒီမှာလဲပြီးသက်တွေအတွက်ကြိုးရှိမယ်။ကျွန်တော်တို့ငလင်းနဲ့ပတ်သက်နေတဲ့အကြောင်းအရာတချို့ကိုဆက်ပြီးတင်ပြပေးသွားအောင်မှာဖြစ်ပါတယ်။